ဒေလာယူရဲကပုံတွေကိုမှားပြီးဖြတ်လိုက်မိတာတို့ဖုံးအဲ့တာတခုခုကြောင်းပြတ်သွားတာတို့ဖြစ်နေပြီလားဒီဗီဒီယိုမှာတော့ဒီလိုပြတ်သွားတဲ့တပုံတွေကိုတရားရဂိုင်းလုံးပြန်ယူလို့ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုသိင်ချင်းပြောပြပေးသွားပါမယ်ပထမဆုံးအနေနဲ့မိမိရဲ့ဖုန်းရဲ့ဒီပုံတော့ဒီဖိုတိုသို့မဟုတ်ဒါမှမဟုတ် gallery ဆိုတဲ့ထည်ကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ okay ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီအောက်က advance ဆိုတဲ့နေရာကိုကျွန်တော်တို့နှိပ်ပေးရပါမယ် okay ဒီနေရာကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်အောက်က recently delete ဆိုတာကိုကျွန်တော်တို့ရွေးပေးလိုက်ပါ โอเคဒီနေရာမှာဆိုလို့ရှိရင်เนาะကျွန်တော်တို့မိမိတို့ဖြတ်ထားတဲ့တက်ပုံတွေပေါ့เนาะအဲဒါမှမဟုတ်ဗီဒီယိုတွေရှိရဲဆိုတော့တက်ပုံတွေဗီဒီယိုတွေကိုကျွန်တော်မြင်တွေ့ရမှာပဲဖြစ်ပါတယ်အဲဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะပြန်ယူခြင်းတဲ့တက်ပုံကိုကျွန်တော်တို့ကဖိပြီးတော့မှာဒီ image လေးဖြစ်အောင်ကျွန်တော်တို့နှိပ်ထားနှိပ်လိုက်ပါโอเคခုလိုမျိုးနှိပ်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအောက်ကဝိုင်းပြထားတဲ့ဒီ restore ဆိုတာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါโอเคเอ่อ restore ဆိုတာကိုထပ်ပြီးတော့မှနှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပေါ့เนาะဒီဖြတ်လိုက်တဲ့မူလဒီပေါ့เนาะဒီတက်ပုံရှိနေတဲ့ဒီ folder လေးကိုအဲ့ဒီတက်ပုံကရှင်းရှင်းပဲပြန်ရောက်သွားမှာပဲဖြစ်ပါတယ် ။ Okay တကယ်လို့ဒီနည်းနဲ့အဆင်မပြေဘူးဆိုလို့ရှိရင်တော့ကျွန်တော်နောက်ထပ်တနည်းကိုထပ်ပြီးတော့ပြောပြပေးပါမယ်။ Okay အဲနောက်ထပ်တနည်းကတော့ကျွန်တော်တို့ဒီပုံပေါ်တော့ file miner ဆိုတဲ့ဒီပုံတော့ software တစ်ခုရှိတယ်ပေါ့နော်အဲဒီ software ကမရှိသေးဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ Play Store ကနေသွားပြီးတော့မှ download ဆက်လို့ရပါတယ်အဲဒီ file miner ဆိုတဲ့ထဲကို download ဆက်ပြီးတော့ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ file miner ဆိုတဲ့ application တွေကိုဝင်ပေးလိုက်ပါ โอเคဒီနေရာကိုရောက်သွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့ဒီဘောเนาะကိုလိုချင်တဲ့အရာကိုကျွန်တော်နှိပ်ပေးရမှာဖြစ်ပါတယ် maybe တော့ကဒီဓာတ်ပုံကိုပြန်လို့ချင်တယ်ဆိုလို့ရှင်တော့ဓာတ်ပုံအဲဒီနောက်မှာလဲ video audio document ဆိုပြီးပါတယ်ဘောเนาะကိုလိုချင်တဲ့ဥမာ video ပြန်ပြန်လို့ချင်တယ်ဆိုလို့ရှင်လဲ video ကိုနှိပ်ပေးလိုက်အခုကျွန်တော်ကတော့ဒီမှာဘောเนาะဒီဓာတ်ပုံကိုပြန်လို့ချင်တာဖြစ်တဲ့အတွက်ကျွန်တော်က photo ကိုနှိပ်ပေးလိုက်ပါတယ် okay အဲ့လိုမျိုးနှိပ်ပေးလိုက်ပြီဆိုလို့ရှင်တော့ကျွန်တော်ဒီမှာမတော့ scan ဆိုတဲ့နေရာကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်ပါ ဒီနေရာရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အလောင်းဆိုတာကိုနှိပ်ပေးရပါမယ်ဒီနေရာမှာမဖြစ်မနေပါမရှင်ပေးပေးမှသာလဲကျွန်တော်တို့ရက်တပုံတွေကပြန်ရမှာပဲဖြစ်ပါတယ် okay အဲဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်အလောင်း asset to manage all file ဆိုတာကိုကျွန်တော်တို့ဖွင့်ပေးလိုက်ပါ okay အဲခုလိုမျိုးဒီပေါ်လာပြီဆိုလို့ရှိရင်တော့သူကပေါ့နော်အဲဒီတပုံတွေကိုရှာဖွေနေပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ခေတ္တဆောင်ဆိုင်ပေးရပါမယ် โอเคအဒီလိုမျိုးပေါ်လာပြီဆိုလို့ရှင်တော့ကျွန်တော်သူကသူကအပေါ်မှာပေါ့နော်ဖောင်းပေါ့နော်ဒီမှာအနှစ်3လုံး8ပေါ့နော်အ2228ပုံကိုသူရှာလုပ်တယ်ဆိုပြီးတော့ပြောထားတာပဲဖြစ်ပါတယ်အဲအဲကျွန်တော်တို့ဖြတ်လိုက်တဲ့ဓာတ်ပုံတွေကသူအများကြီးပဲသူပြန်တွေ့ရပေါ့နော်အဲအဲ့လိုမျိုးတွေ့သွားပြီဆိုလို့ရှင်တော့ကျွန်တော် continue ကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ okay ဒီနေ့ရရောက်သွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့ဖြတ်မိတဲ့ဓာတ်ပုံတွေကျွန်တော်တို့ပြန်ပေါ်လာပြီပေါ့နော်အဲအဲ့လိုမျိုးပြန်ပေါ်လာပြီဆိုလို့ရှင်တော့အဲ့ဒီနေရာကိုနှိပ်လိုက်ပါ โอเคအခုလိုမျိုးကျွန်တော်နှိပ်ပြီးသွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့အဲ့ဒီအပေါ်မှာ recover ဆိုတဲ့ဟာရှိရပါတော့အဲ့ recover ဆိုတဲ့ဟာကိုကျွန်တော်တို့နှိပ်ပြီးရမှာပဲဖြစ်ပါတယ်โอเคအခုလိုမျိုးပေါ်လာပြီဆိုလို့ရှင်เนาะကျွန်တော်တို့ရဲ့ဒီတက်ပုံတွေကကျွန်တော်တို့ဒီပထမဖြတ်လိုက်တဲ့ဒီ move in folder လေးကိုပြန်ရောက်သွားပြီပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ